ဗီလီယနာကကောင်မလေးကိုပခုံးပေါ်ထမ်းပြီးရှောက်ဝင်လာတော့ကုမ္ပဏီဝန်ထမ်းတွေအားလုံးဒီထူးဆန်းတဲ့မြင်ကွင်းကိုမြင်ပြီးအံ့အားသင့်သွားကြတယ်။အဲ့ဒါဘာဖြစ်တာလဲဆိုတော့ကောင်မလေးပေးဖို့ရည်ရွယ်ထားတဲ့လက်ဆောင်ဟာသူမရဲ့လက်ရှိကြီးစားစီမရောက်ပဲဗီလီယနာဖြစ်သူသူမရဲ့ကြီးစားဟောင်းစီမှာတွေ့လိုက်ရလို့ပါဒေါသထွက်နေတဲ့သူမဟာဗီလီယနာရဲ့ကုမ္ပဏီလုံခြုံရေးတွေကိုလစ်လျူရှုပြီးတက်လေကားတွေကိုအပြေးလွှားဝင်သွားတယ်။ဗီလီယနာကတက်လေကားထဲမှာရှိနေတာကိုတွေ့လိုက်ရတဲ့အခါဒေါသတကြီးနဲ့ချက်ချင်းပဲဗီလီယနာရဲ့လက်စီတိုင် ကိုဆွဲဖြုတ်ဖို့ရှိကိုပြေးသွားတယ်စိတ်ဆိုးမှန်ဆိုးနဲ့သူမဟာအားကုန်သုံးပြီးဆွဲချလိုက်တယ်ဘီလီယနာကတော့ဘာမှပြန်မလုပ်ပဲတည်ငြိမ်စွာနဲ့ငြိမ်ကြည့်နေခဲ့တယ်လက်ထောက်ကတော့သူတို့နှစ်ယောက်ဟာမပြီးမပြင်ကစားနေကြတယ်လို့အထင်မှားပြီးနေရံဘက်ကိုလှည့်ကြည့်နေခဲ့တယ်ကောင်မလေးကလက်စည်းကိုချွတ်တော့မဲ့အချိန်မှာပဲဘီလီယနာကသူမကိုကောက်ချီပြီးပခုံးပေါ်ထန်းတင်လိုက်တယ်ဘီလီယနာကကောင်မလေးကိုရုံးစပွဲပေါ်တင်လိုက်တယ်ဒီချီရေးကိုပြန်လဲထိမ့်သိမ့်ကျင်တဲ့သူကဒီနေ့ကောင်မလေးကိုအရန်ချစ်ဖို့ကောင်းတယ် လို့ချီချူးလိုက်တဲ့ဒေါသထွက်နေတဲ့ကောင်မလေးကဘီလီယံနာရဲ့လက်ကိုပုတ်ထုတ်လိုက်ပြီးဘီလီယံနာရဲ့လက်စည်းကိုထပ်ပြီးတိုက်ခိုက်ပြန်တယ်ဘီလီယံနာကစကားနဲ့သူ့မရဲ့လှုပ်ရှားမှုကိုတားလိုက်တယ်ပြီးတော့ဘီလီယံနာကဒီလက်စည်းကသူ့အတွက်မဟုတ်ဘူးလားလို့ကောင်မလေးကိုမေးတယ်ကောင်မလေးကလည်းသူ့ကိုပေးမဲ့အစာလွှင့်ပစ်လိုက်မယ်လို့ချက်ချင်းပြောလိုက်တယ်ဘီလီယံနာကပြန်မဖြေပဲကောင်မလေးကိုအတင်းနှံမှုကြိုးစားလိုက်တယ်ကောင်မလေးကချက်ချင်းပဲပါစက်ကိုလက်နဲ့အုပ်လိုက်တယ်အရှုံးမပေးခြင်းနဲ့ဘီလီယံနာကသူ့မကိုသူ့ရင်ခွင် ထဲကိုဆွဲသွင်းလိုက်တဲ့ရည်ရွယ်ချက်ရှင်းလင်းတဲ့ကောင်မလေးကတော့ဘီလီယံနာရဲ့လက်စည်းကိုဆက်ပြီးဆွဲဆုပ်နေခဲ့တယ်။ဒီအချိန်မှာပဲကောင်မလေးရဲ့လက်ရှိကြီးစားကတကားကိုရုတ်တရက်တွန်းဖွင့်ပြီးဝင်လာတဲ့ကောင်မလေးရဲ့လက်ရှိကြီးစားဟာဘီလီယံနာရဲ့ကုမ္ပဏီဝန်ထမ်းတဦးဖြစ်နေတာကိုသိလိုက်ရတယ်။အဲ့ဒီလူကဘီလီယံနာကိုဘာဖြစ်တာလဲလို့မေးလိုက်တဲ့အခါမှာတော့ကောင်မလေးကစပွဲအောက်မှာပုန်းနေပြီးဘီလီယံနာကသူ့ရဲ့လက်စည်းကကြီးကောင်းရဲ့လာလို့အဲ့ဒီလူကိုမလာတခွဲသားနဲ့မေးလိုက်တဲ့စပွဲအောက်ကကောင်မလေးကဒေါသကြီးနဲ့ဘီလီယံ နနာရဲ့ခြေထောက်ကိုဆွဲလိမ့်လိုက်တယ်အဲ့ဒါကိုကြားလိုက်ရတော့ဘီလီယန်နာကကောင်မလေးရဲ့စိုးတော်မှုကိုသူ့ခြေထောက်နဲ့နင်းပြီးတားလိုက်တယ်ဒီအချိန်မှာတော့အဲ့ဒီလူကလည်းဘီလီယန်နာရဲ့လက်စီဟာကောင်မလေးသူ့ကိုပေးမဲ့လက်ဆောင်နဲ့အလွန်ဆင်တူနေတာကိုသတိပြုမိသွားတယ်ဒီအချိန်မှာတော့ဘီလီယန်နာလိုချင်တာကသူ့ကိုကောင်မလေးကိုအရှုံးပေးလိုက်ဖို့ပဲဆိုတာကိုအဲ့ဒီလူကလုံးဝမသိခဲ့ပါဘူး